မင်္ဂလာပါရှင်2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကို နေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညချာမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နာရီအတွင်းကဖြစ်ပေါ်ခဲ့တဲ့ညအပူချိန်အခြေအနေများမှာတနင်္လာရနေ့တိုင်းဒေသကြီးမှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်အောက်3ဒီဂရီဆယ်စီယပ်နဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်အပူချိန်တို့အောက်2ဒီဂရီဆယ်စီယက်ရောင်းနေခဲ့ပြီး AI တိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်အပူချိန်တို့ထက်2ဒီဂရီဆယ်စီယက်နဲ့ရခိုင်ပြည်နယ်မှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်ထက်၄ဒီဂရီဆယ်စီယက်ပိုခဲ့ကကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်။မြို့ဝလိုက်ထူကြတဲ့ညပူချိန်အခြေအနေများမှာဟာခါမြို့မှာ၄ဒီဂရီဆယ်စီယက် တီးထိတ်မြို့မှာ9ဒီဂရီဆယ်စီယက်ရိုင်းနေမြို့မှာ9.5ဒီဂရီဆယ်စီယက်ဟောင်းမလင်းမြို့မှာ10.5ဒီဂရီဆယ်စီယက်နမ်ဆန်မြို့ရှမ်းပြည်နယ်တောင်ပိုင်းမှာ10.6ဒီဂရီဆယ်စီယက်လာရှိုမျိုးနဲ့မာယန်မျိုးတို့မှာ17ဒီဂရီဆယ်စီယက်စီမင်ကေမျိုးမှာ12.1ဒီဂရီဆယ်စီယက်နဲ့ပြည်ဦးလွေမျိုးမှာ73.6ဒီဂရီဆယ်စီယက်တို့ဖြစ်ကြပါဗျ။မြို့အလိုက်ရှာတော့ငဲ့တဲ့မှတ်သားပွဲရာမွေးခြင်းများမှာ ရှမ်းကုန်းကပိုင်းမှာ၃ညတသမာ၉လလမ်းမှာ ခရမ်းမြို့မှာ၃ညတသမာ၄ရှစ်လမ်းမှာလှေကူးမြို့မှာ၃ညတသမာ၃ငါလမ်းမှာ မော်ဘီစိုက်ပျိုရေးမိုးလေဝသမှာ၃ညတသမာ၃နှစ်လမ်းမှာအုတ်ကံမြို့နယ်တနုဘူးမြို့တို့မှာ၃ညတသမာနှစ်ခေါ်လမ်းမစီနဲ့ပဲခူးမြို့မှာ၃ညတသမာတစ်ချောင်းလမ်းမတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီနေ့နေလေတနအိခွဲချိန်မိုးလေဝသကြိုးမှာဖဲ့ရုံရရှိတဲ့ပုံအရ ကပ်လီပဲလယ်ပြင်များပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်များပိုင်းတို့မှာတည့်ရနေငယ်ဖြစ်ထွန်းနေပြီးကပ်လီပဲလယ်ပြင်တောင်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတည့်ရင်တင့်တယ်မှာတိတ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြို့ဝကျွန်းပေါ်ဒေသတွေမှာတည့်ရင်တင့်တယ်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတည့်အနေငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံတောင်ပိုင်းဆိုးဒေသတွေမှာလေပြာရောင်းနေနေတာကိုတွေ့ရပါတယ် ဘင်္ဂလားပင်လယ်အော်အခြေအနေများကတော့ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီအချိန်တိုက်ထွာချက်များအရာဘင်္ဂလားပင်လယ်အော်အနာဂတ်မှာတီတီလင်္ကာနိုင်ငံကမ်းလွန်မှာလေးဖျားနယ်ရေဝံတစ်ခုဖြစ်ပေါ်နေပါတယ်။အဆိုပါလေးဖျားနယ်ရေဝံဟာနောက်24နာရီအတွင်းအနအနများဘက်သို့ပြင်းပြစွာရွေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ မြန်မာပင်လယ်ပြင်မှာမြဝကျွန်းပေါ်မော်တမာခွေမော်တင်နိုင်ကဲရန်တရှောင်းနဲ့ကဲလွန်ပင်လယ်ပြင်တို့မှာတက်ခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်တမာလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကြာစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကို25မိုင်မှာမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လာအမြင်မှာမြဝကျွမမော်တမာခွေမွန်တနင်္သာရီကဲရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာခုနှစ်ပီမှာကိုဗစ်ခန့်ရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာလိုင်းအတင်တင်ရှိပါမယ်။လာအမြင်မှာ ရခိုင်ကန်ရတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်။မနက်ပြန်တဲ့အထိခမန်းစံများအနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းတောင်ပိုင်းကယားပြည်နယ်မလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးနဲ့အီယာဝတိုင်းဒေသကြီးတို့မှာတည်ရင်တည်ရင်ဖြစ်ထွန်းပြီးရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးတို့မှာ အများအားဖြင့်တာယာပါမယ်အခုဆက်လက်ပြီးမနေ့ပြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင် နေပြည်တော်နဲ့အနီတဝိုင်းအတွက်မင်းပြန်နေတဲ့ဒီမိုးလေဝသအခြေအနေခံမှန်းချက်မှာတရင်တင်တင်ဖြစ်ထုံးပါမယ်အနည်းဆုံးဘူးချိန်မှာ20ဒီဂရီဆယ်စီယက်68ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးဘူးချိန်မှာ37ဒီဂရီဆယ်စီယက်88ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီတဝိုင်းအတွက်မင်းပြန်နေတဲ့ဒီမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်အနည်းဆုံးဘူးချိန်မှာ23ဒီဂရီဆယ်စီယက် 83ဒီဂရီဖာရိုင်နဲ့အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရိုင်ဟာရှိနိုင်ပါတယ်။မန်လီမြို့နယ်အနီးတစ်ဝိုက်အတွက်နက်ပြန်နနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်။အနည်းဆုံးအပူချိန်မှာ20ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရိုင်နဲ့အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရိုင်ဟာရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ကယားပြည်နယ်အေရဝတီဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှာနေရာကျကျမုတ်ထုံရွာနိုင်ပါတယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းတဲ့နေ့အချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။